မင်္ဂလာပါရှင်။နိုဝင်ဘာလ14ရက်နေ့ BBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအပြားတာယာနေပြီးဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထိုးနေကကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တင့်တင့်မှတိမ်တူထက်နေပါတယ်။တနင်္လာရီတိုင်းဒေသကြီးမှာနေရာစိတ်စိတ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာ နေရွက်ကွက်ကြားမူထိတ်ချုံရွာပြီးရွာရံရာနှုံ80ဖြစ်ပါတယ်။နေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအပြည့်တာယာနေပြီးကြံတိုင်းနဲ့ပြည်နယ်တို့မှာတိမ်တင်တင်ဖြစ်ထိုးနေပါမယ်။မြမပင်လေပြည်မှာလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြင့်မှာမြမကံယူတန်းတစ်လျှောက်နဲ့ ကမ်းလှုပ်ပင်လယ်ပြင်တို့မှာ၅ဘီမှ9ဘီခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရဲ့အတွက်ခမှန်းချက်မှာမန္တလေးတိုင်း၊မကွေးတိုင်း၊စကိုင်းတိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်တွေအနည်းငယ်လျော့နေနိုင်ပါတယ်။နိုဝင်ဘာလ14ရက်နေ့ BBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျမသူစားပါ